Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမလေးရှားနိုင်ငံခြားရေးဝန်ကြီးမြန်မာကိုနေချင်းပြန်ခရီးလာမည်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်2025ခုနှစ်အာဆီယံအလဲကျောင်းဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးမစ္စတာမိုဟာမက်ဟာဆန်ဟာမြန်မာကိုအလုပ်သဘောအနေနဲ့ဒီကနေ့အောက်တိုဘာ9ရက်နေချင်းတွင်လာရောက်လည်ပတ်မယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့မိနစ်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ် ဒီခီးစံဟာပြီးခဲ့တဲ့ဇူလိုင်လတုန်းက58ချိန်မြောက်အာဆီယံနိုင်ငံသားဝင်ကြီးများအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရမြန်မာကိုတရက်တာသွားတာဖြစ်တယ်လို့မလေးရှားဘက်ကဖော်ပြပါရယ်ခီးစင်တွင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဖြင့်စစ်ကောင်မရှင်မှဝင်ကြီးချုပ်ယာရုယူထားတဲ့ဥမျိုးစောနဲ့နိုင်ငံသားဝင်ကြီးဦးတန်းဆွေတို့နဲ့တွေ့ဆုံသွားမယ်လို့ဆိုပါရယ်ဒီတွေ့ဆုံပွဲမှာ အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထည့်ဖော်နိုင်ရေးအတွက်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့မလေးရှားဘက်ကတောင်းဆိုသွားမယ်လို့မလေးရှားရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ဒါအပြင်စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းဒီခီးစင်မှာဆွေးနွေးသွားမယ်လို့ဆိုပါရယ်။ဒါအပြင်နိုင်ငံ내ကပြည်ပခန့်လျှော့ချရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဝင်ရောက်ခွင့်ပြုဖို့အတွက်စစ်ကောင်မရှင်ကိုဒီခီးစင်မှာတောင်းဆိုသွားမယ်လို့ထုတ်ပြန်ထားကြောင်းသိရှိရပါရယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘတ်ဂျက်ပြဿနာကြောင့်ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေအများအပြားရုတ်သိမ်းဖို့ဆုံးဖြတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ပုံငွေအကျပ်တဲတွေကြောင့်ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်တွေကိုကမ္ဘာအနှံ့မှာတိတိတတ်တာဖျက်တောက်လျှော့ချသွားမယ်လို့သိရပါတယ်။ကမ္ဘာတစ်လွှာမှာဖြန့်ကျက်ထားတဲ့ Operation ကိုကူတဲ့ကငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်အင်အားရဲ့စုစုပေါင်း၄ဘုံတဘုံလောက်ကိုလျှော့ချသွားမှာဖြစ်တယ်လို့ကုလသမဂ္ဂရဲ့ထိပ်ပိုင်းအရာရှိတွေက အောက်တိုဘာ၈ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဓိကရန်ပုံ ငွေထောက်ပံ့သူဖြစ်တဲ့အမေရိကန်အစိုးရစီကနောက်ထပ်ရောင်းမယ့်အကူအညီတွေငွေကြေးတွေနဲ့ပတ်သက်လို့ဘာမှမသေးကြတော့တာကကုလသမဂ္ဂအတွက်အခက်အခဲတွေအများကြီးရင်ဆိုင်လာရစေပါတယ်။ဆုံးငုံပြီးပြောရရင်တော့ ကမ္ဘာတလွာမှာငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက်ပြင်းထန်ကြတဲ့တပ်ဖွဲ့ဝင်တွေရဲတွေတို့ရဲ့အတုံးဆောင်နေတဲ့က25ရာခိုင်နှုန်းလောက်ကိုပြန်သိမ်းဆည်းယူခေါ်ရမှာဖြစ်ကြောင်းရဲဘက်ဝင်ကြအများပြားပေါ်မှာလည်းဒီကိတ်တရားမှုတွေရှိလာနိုင်ကြောင်းအမိမဖော်လို့တဲ့ကုလသမဂ္ဂအကြီးအကဲအရာရှိတို့ကဆိုပါတယ် အတိမေကတော့ကုလသမဂ္ဂဟာငင်းချင်းချင်းသိမ့်မှုမရှင်အတွက်ကြံ့ကြံ့ထားတဲ့တပ်ဖွဲ့ဝင်တဲ့ရင်းဝင်တန်းအစီအတွက်တထောင်သုံးထောင်ကနေတထောင်လေးထောင်လောက်ရုပ်သိမ်းရတော့မယ့်သဘောပါပဲအကျိုးဆက်ဖြင့်တောင်ဆူဒန်ကွန်ဂိုလက်ဘနော်ကိုဆိုဘိုစိုက်ဘရက်တီအလဲပိုင်းအာဖရိကအနောက်ပိုင်းဆာဟာရာ ကိုရန်ကွန်မြူနီဆူရန်တို့မှာတို့ကငင်းချိုင်ထိမ့်သိမ့်မှုမရှင်တွေပေါ်ရိုက်ခတ်မှုတွေကြီးကြီးမားမားရှိလာမှာဖြစ်ပါတယ်။အမေရိကန်ဟာကုလသမဂ္ဂရဲ့အတိတ်အလူရှင်ဖြစ်ရည်တည်နေပြီးအသုံးစိတ်အားလုံးရဲ့26ရာခိုင်နှုန်းကိုထောက်ပံ့ထားသလိုတရုတ်ကတော့ဒုတိယနေရာမှာရည်တည်ရင်း24ရာခိုင်နှုန်းလောက်ခွဲရန်ကိုတာဝန်ယူထားပါတယ်။နောက်ပြီးအမေရိကန်ဟာဇူလိုင်တရနေ့မှာစတင်ပေးဗန်နာယီနှစ်သက်မတိုင်ခင် ကုလသမဂ္ဂစီထောက်ပံ့မယ်လို့ကြေညာပြုထားတဲ့တဲက ဒေါ်လာ1.5ဘီလီယံလောက်ပေးချေဖို့ကြံနေပါသေးတယ်။ဒါအပြင်အရင်ကြွေးကြံလဲဒေါ်လာ1.3ဘီလီယံလောက်ရှိနေတာကြောင့်စုစုပေါင်းဒေါ်လာ2.8ဘီလီယံလောက်မပေးရသေးတဲ့သဘောပါ။အမေရိကန်ဆိုရကတော့တိတ်မကြခင်မှာကုလသမဂ္ဂစီဒေါ်လာ1680လောက်ပေးရဖို့ကိုစတင်ဆွေးနွေးနေတယ်လို့ပြောပါတယ်။ဒါပေမဲ့လုံးလုံးစင်မှာဘတ်ဂျက်အစည်းအမေကိစ္စလွတ်တော်ဆွေးနွေးမှုမအောင်မြင်လို့အမေရိကန်ဆိုရရန်ရလေပတ်မှုတွေရှော့ချပြီးရှယ်ဒေါင်းဖြစ်နေတာကြောင့်နှောင့်နှေးမှုတွေတင်လာတဲ့သဘောပါ။ ထရန်ဟာနိုင်ငံတကာရေးကိစ္စမှာကုလသမဂ္ဂရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလူသိရှင်ကြားဝေဖန်ထားသလိုဩဂုတ်လတုန်းကလည်း2024နဲ့2025ခုနှစ်အတွင်းငင်းချင်ထိမ့်သိမ့်မှုမစ်ရှင်အသုံးစီဒေါ်လာ1800လောက်ကိုရှော့ချစေခဲ့ပါတယ်။ဒါပြင်မာလီလက်ဘနွန်နဲ့ကွန်ဂိုတို့မှာကုလသမဂ္ဂငင်းချင်ထိမ့်သိမ့်မှုမစ်ရှင်တွေမှာအမြင်ခဲ့တာကိုထောက်ပြပြီး2026ခုနှစ်အတွင်းငင်းချင်ထိမ့်သိမ့်မှုဘက်စတေကိုဖေရှားပြဖို့ပါအင်ဖြူတော်ကအဆိုပြုထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂျမ်းဖို့ပါတီကအမျိုးဘာသာသာသနာအတွက်အမြဲရည်ကြည်မြစ်ဖြစ်ပြီးနိုင်ငံရေးလောကသို့ NLD ပါတီပြန်လာခွင့်မရှိနိုင်တော့ဟုခင်ကြီးကကတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်လောက်ကဂျပန်ပါတီနေဖြင့်အမျိုးဘာသာသာသနာအတွက်သာဝရယက်တီမည်ဖြစ်ပြီး NLD ပါတီကမြေပေါ်နိုင်ငံရေးလောကသို့ပြန်လာခွင့်မရှိနိုင်တော့ဟုမဘာသာနှင့်အမျိုးသားရေးအစိုးရများကိုဂျပန်ပါတီဥက္ကဋ္ဌခင်ကြီးကကြေပေးပြောဆိုကြောင်းသိရှိရပါသည် အော်တိုဘာလ3ရက်နေ့ရန်ကုန်မြို့ရှိစံဖို့ပါတီယုံချုပ်တွင်မဘာသားများအမျိုးသားရေးအစိုးရများနှင့်တွေ့ဆုံစဉ်စံဖို့ခင်ကြီးကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပြီးမဘာသားအမျိုးသားရေးအစိုးရများနှင့်စံဖို့ခင်ကြီးတို့မှအကြိမ်ကြိမ်တွေ့ဆုံနေကြခြင်းဖြစ်ပါသည်မဘာသားနှင့်အမျိုးသားရေးသမားများကစံဖို့ပါတီအတိုက်ခံဘဝဖြစ်ခဲ့ခြင်းကလည်းတသားရေးရည်တည်ခဲ့မှုအတွက်ကျေးဇူးတင်ကြောင်းအမျိုးဘာသာသာသနာအတွက်စံဖို့ပါတီကအမြင့်ထောင်ရရည်တည်မည်ဖြစ်ကြောင်းစံဖို့ပါတီကအစိုးရဖြစ်လာပါကလည်းမဘာသားနှင့်အမျိုးသားရေးများ နဲ့အတူဆက်လက်လက်တွဲသွားမည်ဟုဂရုပြုပြောဆိုကြောင်းသိရှိရပါသည်။ဒီရွေးကောက်ပွဲကိုဖြစ်မြောက်နေအောင်မြင်အောင်အလုံးကူညီပေးကြဖို့ဥခင်ကြီးကတိုက်တွန်းပါတယ်။အမျိုးဘာသာသာသနာတီး၃ခုကတော့အတိုက်ခံပေါ်မှာတော့ကလည်းအလေးထားခဲ့သလိုအစိုးရဖြစ်လာရင်လည်းဒီအမျိုးသားရေးတာဝန်ကိုပါတီကဆက်လက်ပြီးတော့ရည်တည်မယ်ဒီအတွက်စိတ်ပူစရာမလိုဘူး။ဘယ်ကိစ္စမဆိုအမျိုးဘာသာသာသနာရှုထောင့်ကပဲစဉ်းစားပြီးအလုပ်လုပ်မယ်ဆိုတာကိုဩကထာကဂရုပြုတယ်ဟုစံခန့်ရေးပါတီတရေရင်းမြစ်ကပြောဆိုပါတယ်။ ထို့အပြင်မဘာသာနှင့်အမျိုးသားရေးအစိုးရများက NLD ပါတီအခြေအနေနဲ့ပတ်သက်ပြီးရခိုင်တမရဦးသိန်းစင်အစိုးရခေတ်ကကဲသို့အမျိုးသားပြန်လည်တင့်မြင့်ရေးအကြောင်းပြကားညှိနှိုင်းဖိတ်ခေါ်မှုများကိုလှုံ့ဆော်မှုကိုစိုးရိမ်ကြောင်းထုတ်ပေါ်ပြောဆိုကြရာဂျန်ဖို့ဥက္ကဋ္ဌခီက NLD ပါတီအနေဖြင့်မြန်မာနိုင်ငံရေးလောကတွင်ပြန်လည်ခြေချခွင့်ရရှိလာစေရာအကြောင်းမရှိတော့ကြောင်းဂျန်ဖို့ပါတီကအစိုးရဖြစ်လာပါကလည်းလက်ရှိမူဝါဒများအတိုင်းသာရပ်တည်ပြီးမြစ်တီပြောင်းလဲမှုမှလှုံ့ဆော်မှုမဟုတ်ကြောင်းဂရုပြုပြောဆိုခဲ့ကြောင်းသိရှိရ ါပါတယ်။ NLD ပါတီကပြန်လာစရာအကြောင်းမရှိတော့ဘူးသူလန်းသူရွေးသွားပြီးဖြစ်လို့ပြန်လာစရာမရှိတော့ဘူးလာဖို့လည်းအခွင့်အလမ်းမရှိနိုင်တော့ဘူးသူလန်းသူရွေးသွားတာကိုပြန်ပြီးတော့အသက်သွင်းစရာလည်းမရှိဘူးအဲ့ဒါကဘသူကြောင့်မှမဟုတ်ဘူးကျွန်တော်တို့လောက်တာလည်းမဟုတ်ဘူးသူကိစ္စသူရွေးချယ်သွားတာအဲ့ဒါကြောင့်စိတ်ပူစရာမလိုဘူးဟုဥက္ကဋ္ဌကပြောတယ်ဟုဂျန်ခိုင်ရေးပါတီတင်းရှင်မြတ်ကပြောပါတယ်ဂျန်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကမဘာသာနယ်အမျိုးသားရေးအစိုးရများကိုဩဂုတ်တရက်နေ့မှာတစ်ချိန်အောက်တိုဘာလ3ရက်နေ့မှာတစ်ချိန်အချိန်ချင်းတွေ့ဆုံနေ ခြင်းဖြစ်ပြီးရွေးကောက်ပွဲအောင်မြင်ရေးနှင့်စံဖို့ပါတီအောင်နိုင်ရေးဝိုင်းဝန်းကူညီလှုံ့ဆော်ပေးရန်တိုက်တွန်းပြောဆိုနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆီယာနာသိမ်းပြီးနောက်အလောက်ကန်ရှားပါခြင်းနဲ့အတ္တမစစ်မှုထမ်းခိုင်းခြင်းတို့ကြောင့်မြန်မာလူငယ်များအလုံးရင်းဖြင့်ပြည်ပသို့ထွက်ခွာနေပြီးမြန်မာနိုင်ငံလူဦးရေထက်ဝက်နေပါဆင်းရဲမွေးတေမှုမြင်အောင်တို့ရောက်ရှိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်စစ်တပ်ကဆီယာနာသိမ်းပြီးနောက်အလောက်ကန်ရှားပါခြင်းလောက်ခလာစာမလုံလောက်ခြင်းနဲ့အတ္တမစစ်မှုထမ်းခိုင်းခြင်းတို့ကြောင့်မြန်မာလူငယ်များအလုံးရင်းဖြင့်ပြည်ပသို့ထွက်ခွာနေကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်ပန်းမကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုပါတယ်။ အော်တိုဘလ6ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစီးပွားရေးနဲ့ဗန်နာရေးဆိုင်ရာကော်မတီဒုတိယကော်မတီအထွေထွေတွင် မူဝါဒရေးရာမိန်ကွန်းပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာမြေနှံကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ကမ္ဘာပိုင်အစိုးရမြန်မာနိုင်ငံတွင်တရားဝင်အလုံးလုံးဂိုင်းခွင့်လန်းများကင်းမဲ့လာခြင်း၊ကျွမ်းကျင်လုံသားများပြည်ပသို့ထွက်ခွာနေခြင်း၊လူဆန်းအရင်းမြစ်လျော့နေလာခြင်း၊ပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဖျက်ဆီးခံရခြင်းတို့သည်မြန်မာနိုင်ငံ၏ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့်စည်ရဲမွေးတည်မှုလျှော့ချရေးအလားအလာများကိုချိန်ချောင်းနေကြောင်းတမ်မကြီးကပြောဆိုပါသည်။ မြန်မာနိုင်ငံလူဦးရေထက်ဝက်နေပါသည်ရခုကနိုင်ငံ၏စီးရဲမွေးတည်မှုမြေအောင်မှနေထိုင်နေရပြီးလူလက်တန်းစားများပြောက်ွယ်လူနေပါဖြစ်နေကမြို့ပြစီးရဲမွေးတည်မှုနှုန်းလင်းမြင့်တက်လာခဲ့ကြောင်းလူဦးရေ3.6တန်းသည်ပြည်တွင်းနေရဆုံးခွာနေရကြောင်းလူဦးရေ22တန်းနေပါသည်လူသားချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်းအတန်းအမဲ့ကြီးကပြောဆိုပါသည်မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုမရှိဘဲဖွံ့ဖြိုးတိုးတက်မှုသည်ရေရှည်မတည်တတ်နိုင်ကြောင်း မြန်မာပြည်သူများအတွက်အကျိုးမရှိလျင်ပူးပေါင်းဆောင်ရွက်မှုများသည့်အပြန်အလှန်အကျိုးရှိသည်ဟုမမြည်ကြောင်းဒေတာကန်များ၏ထောက်ခံမှုမရှိသောရင်းနှီးမြှုပ်နှံမှုများနှင့်အခြေခံအဆောက်အုံစီမံကိန်းများသည့်ရေရှည်မခိုင်မြဲပေဒီမိုကရေစီနှင့်ပြည်သူ့ဗဟုပြုအုပ်ချုပ်ရေးကိုပြန်လည်မဖော်ဆောင်နိုင်ပေစီးပွားရေးပြန်လည်ဥမော်လာရန်မဖြစ်နိုင်ကြောင်းတမ်မဲကြီးကထောက်ပြပါသည် အကျန်းဖက်စေအုပ်စုကပြုလုပ်မယ့်အတူရောင်အလိမ့်ညာရွှေကပွဲသည်ရင်းရှိအချိုးကျစုအပြည့်အလဲပူပေါင်းဆောင်ရွက်မှုနှင့်ရင်းရှိတည်တံ့သောဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုယူဆောင်လာနိုင်မည်မဟုတ်သည်မှာလွန်စွာထင်ရှားကြောင်းတန်မဲကြီးကရှင်းပြပါသည်ထို့ကြောင့်ဆေးရနာရှင်စနစ်ကိုဆုံးသက်ပြီးတရားမျှတမှုငြိမ်းချမ်းရေးတည်ငြိမ်ရေးနှင့်ရင်းရှိတည်တံ့ခံရတဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ခိုင်မာစွာဆုံးဖြတ်ထားသည့်မြန်မာပြည်သူလူထုကိုပံ့ပိုးကူညီပေးကြပါရန်နိုင်ငံတကာအသိုက်အဝန်းသို့ တမ်မဲကြီးကတိုက်တွန်းပြောဆိုထားကြောင်းသိရှိရပါတယ်